မင်္ဂလာပါရှင်မိုသားမီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်အင်အားပြင်းငယ်ရန်လောက်ခဲ့ခဲ့ပြီးနောက်ရပိုင်းအကြောင်းပါပဲမန္တလေးတိုင်းဒေသကြီးကြောက်ဆယ်မြို့ရှိတမိုင်းဝင်ကြောက်တက်တာစီတီလို့ခေါ်တဲ့ကြောက်တုံးကြီးကိုဖြိုချပြက်စီဖို့စီစဉ်နေရလို့သိရပါတယ်ဒေသပိုင်းထဲမှာတော့တမိုင်းဝင်ကြောက်တက်တာစီတီလို့ခေါ်တဲ့ကြောက်တုံးကြီးကိုဘာကြောင့်ဖြိုချပြက်စီဖို့စီစဉ်နေတယ်လဲဆိုတဲ့အချက်နဲ့လည်းရှင်ကြောင့်ကြောက်ဆယ်မြို့မှာဒေသခံတွေဘယ်လိုရှင်သန်နေထိုင်နေရတယ်လဲဆိုတာကိုပြောပြပေးတော့မှာဖြစ်ပါတယ် ဒီစီဇန်လေးမစတင်ခင်မှာတော့ဝိုးတောက်မီဒီယာ channel ကို subscribe နဲ့ iron share လေးလုပ်ပေးပါအောင်ရှင်။ပြည်သက်ကြီးဟိမန္တလေးတိုင်းဒေသကြီးကျောက်ဆယ်မြို့စုကြည်ရက်ွက်ရွှေတာလျောင်းတောင်ပေါ်ရှိကျောက်တစ်တာဇေဒီလို့ခေါ်တဲ့ကျောက်တုံးကြီးပြုတ်ကျလာနိုင်တာကြောင့်တောင်အောင်နေရာတွေကိုအန္တရာယ်ဆုံးဖြစ်တတ်မှတ်လိုက်ပြီးရောရက်ွက်နေထိုင်သူတွေကိုအရေးပေါ်ပြောင်းရွှေ့ဖို့လိုက်လံတတိပေးမှုတွေပြုလုပ်နေရလို့သိရပါဗျ။ မြန်မာနိုင်ငံမှာမလ28ရက်နေ့ကပြည်ယာခွင့်တက်မှခွင့်မကန်နေကျအစဉ်ရှိရဲ့အင်ယာပြေငရှင်နဲ့နောက်ဆက်တွဲငရှင်ငယ်တွေထပ်မံလောက်ကက်လာခဲ့ပြီးနောက်ရပ်ပိုင်းကြောင်မှာပဲကျောက်ဆယ်မြို့စုကြည်ရက်ွယ်ရွှေသာလျောင်းတောင်ပေါ်ရှိကျောက်တစ်တာစီတီလို့ခေါ်တဲ့ကျောက်တုံးကြီးကိုဖြိုချဖျက်ဆီးဖို့လှုပ်ဆောင်ရလို့သိရပါတယ်ကျောက်ဆယ်မြို့ဟာမန္တလေးတိုင်းဒေသကြီးအတွင်ပါဝင်တဲ့မြို့ဖြစ်ပြီးတော့အရှိတ်ဘက်မှာပြင်ဦးလီမြို့နယ်နဲ့ရွာငံမြို့နယ်တောင်ဘက်မှာမြေသားမြို့နယ် ်အနောက်ဘက်မှာတတားဦးမြို့နယ်တောင်ဘက်မှာစင်္ကာမြို့နယ်တွင်နဲ့အနမိတ်ချင်းထိစပ်နေရမြို့ဖြစ်ပါတယ်။ကျောင်းဆယ်အဖြစ်အမည်မတွင်မိကမြေတားလို့ခေါ်ဆိုပြီးတော့တာယာတဲ့မြစ်ရှိရအတွက်မြေတားရွာလို့ခေါ်ဆိုခြင်းဖြစ်ပါတယ်။ကျောင်းဆယ်အမည်ဟာဇော်ကြည်မြစ်ကိုကြောက်တွေနဲ့ဆဲဖို့ထားတာကြောင့်မှဲခေါ်ထားခြင်းဖြစ်တယ်လို့မှတ်တမ်းတွေကသိရပါတယ်။ကျောင်းဆယ်မြို့ဟာအင်အားပြင်းငရင်လှုပ်ခတ်ခံရတဲ့မြို့တွေမှာပါဝင်ခဲ့ပြီးတော့ငရင်လှုပ်ခတ်ခဲ့ပြီးနောက်ရွှေသားလျောင်းတောင်ပေါ်ရှိ ကြောက်တက်တာစီတီလို့ခေါ်တဲ့ကြောက်တုံးကြီးဟာမူလားပုံစံအတိုင်းမဟုတ်တော့ပဲပြုတ်ကျလာနိုင်တာကြောင့်တောင်အောင်နေရာတွေကိုအန္တရာယ်ဆုံးဖြစ်တတ်မှတ်လိုက်ပြီးတော့ရက်ွက်နေထိုင်သူတွေကိုအရေးပေါ်ပြောင်းရွှေ့ဖို့လိုင်းလံတတိပေးမှုတွေပြုလုပ်နေပြီးတော့ဖြိုချဖြည့်ဆည်းဖို့စီစဉ်နေရလို့ဒေတာကန်တူကအခုလိုမျိုးပြောဆိုခဲ့ပါတယ်ဟုတ်ကြောက်တဲ့တိုင်းကြာတော့ကျွန်တော်ကတော့တကယ်လို့မသိရသေးဘူး။ဟွာတော့ဖြိုချဖြည့်စည်းကြည့်မယ်ဆိုတော့အာအမှန်ပြမနှက်ပြန်မနှက်ပြန်ဟို ဟိုဖောက်ခွဲပေါ့ဖောက်ခွဲပြင်ပါပေါ့ဗျာဟုတ်ကဲ့ဟုတ်ကဲ့ဒီနေ့လေးလေးရက်ပေါ့မနေ့ပြန်၅ရက်ဟုတ်တယ်၅ရက်နေ့မှာဖောက်ခွဲပြင်ပါဗျာသူကဟိုပေါ့အောက်ကိုလိမ့်ကြဖို့ဟာ80ရာခိုင်နှုန်းဖြစ်နေရှိနေလို့လေအောက်အောက်အခြေကြီးမခိုင်မခိုင်တော့သူကလှုပ်ထားတာမဟုတ်သူတဘာဝလဲအောက်ဖြစ်နေတယ်ဒီကောင်ကြိုက်စီးရိုးလို့ပုံစံမျိုးပေါ့ဗျာဟောအဲ့လိုအဲ့လိုတင်းနေတာပေါ့အဲ့ရဲ့အောက်ကအောက်သူ့ကြောက်တုံးရဲ့အောက်ကကြောက်သားကြီးအကြီးမွားထွက်လာပြီပေါ့ဗျာဟောကြီးမွားလာတော့ခါကျအကြီးမွားလာတော့ဒီတော်ဝါကြီးကဟိုပေါ့ ဒီသူတို့သူတွေပညာရှင်တွေနဲ့တိုက်တာလိုက်တော့ခါကျတော့ဒီဟာကြီးကတောက်ရောက်ကြဘောဟာ80ရာခိုင်နှုန်းတည်ကြနေပြီပေါ့အေးအဲကျောက်တိလာအောက်မှာဟိုအင်ဂျင်ဘယ်လောက်ပေါင်းရှိမလဲအာအင်ဂျင်အများကြီးလားအဲ့ဒါဒီဒီတစ်ခုနဲ့ဒီဘက်ဒီဟိုပါဆိုတော့ရက်ွက်ကြီးရက်ွက်ကြီးဇူးကြီးရက်ွက်ကြီးတစ်ခုဈေးကြီးအဲ့လိုမျိုးအတော်ကျေပါလေကြဟုတ်ကဲ့အင်ဂျင်အင်ဂျင်နဲ့အဲ့လိုသူ့လမ်းကြောင်းအတိုင်းမလွတ်မဲ့မလွတ်မဲ့အင်ဂျင်တွေဆိုရင်အကုန်လုံးပြေခိုင်းတာဗျအခုဟာဟောပါ အင်းတော်စုကျတဲ့ဆောင်တော့ရှိနေတယ်ကျွန်တော်ပြောကကျွန်တော်ကြောက်ဆင်မှာရက်ကရက်ကကြီးရှိခုရှိတယ်ရက်ကကြီးရှိခုရှိတယ်အခုရှိဒီရက်ကကြီးကအဲ့ထဲရမှာဆိုတော့ရက်ကကလေးတွေမှာအဲ့လိုမျိုးပေါ့ဟိုကိုခင်ရနေရလေးတွေနဲ့အဲ့လိုရက်ရက်ကကြီးမှာသွားပြီးတော့နေကြပါဗျာငရင်လောက်ခက်ခဲ့ပြီးနောက်တောက်တုံကြီးကငရင်ဘေးတန်ကြောင့်အောက်ကိုပြုတ်ကြဖို့60ရာခိုင်နှုန်းရရှိနေပြီးရောရွှေသာလျောင်းတောင်ကြီးရှိစုကြီးရက်ကွဲရှိမြောက်ဘက်နန်နေမိတ်အနောက်ဘက်နန်နေမိတ်တောင်ဘက်နန်နေမိတ်အရှေ့ဘက်နန်နေမိတ်အတွင်းရှိ ိမ်နောင်စုဒေသခံတွေအားလုံးအန္တရာယ်ဆုံးတွေကနေအမြန်ဆုံးပြောင်းရွှေ့ပေးဖို့မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ကလိုင်းလံတတိပေးပြောဆိုနေရလို့သိရပါဗျ။စောက်တုံးကြီးကိုမိုင်းခွဲဖျက်ဆီးပြီးနောက်အန္တရာယ်ဆုံးဖြစ်ကင်းရှင်းကြောင်းသတ်မှတ်ထုတ်ပြန်ပြီးမှသာရွှေပြောင်းသူတွေဟာမူလနေရာမှာပြန်လည်နေထိုင်နိုင်ရွယ်ရှိနေပါဗျ။ကြောက်တစ်တာစီဒီလို့ခေါ်တဲ့စောက်တုံးကြီးကိုဖြိုချဖျက်ဆီးချိန်အတွင်းကြောက်တုံးကြီးအောက်ဘက်မှာအရက်ဒေသတွေမှာနေထိုင်နေရဲ့ ိမ်နောက်စုပေါင်းအ ਨੇ ဆုံးတထောင်ကျပ်ရွှေပြောင်းရွယ်ရှိနေတယ်လို့သိရပါတယ်။ကျောက်တက်တာစီတီတို့ခေါ်တဲ့ကျောက်တုံးကြီးဟာကျောက်ဆယ်မြို့ရဲ့အထင်ကရအမွေအနှစ်တွေတဲကတခုဖြစ်ပြီးမရှင်လှုပ်ခတ်မှုကြောင့်ကျောက်တက်တာစီတီရဲ့အောက်ခံကျောက်ချက်ကြီးတင်းဆောင်သွားခဲ့တယ်လို့သတင်းတွေလည်းထွက်ပေါ်နေပါတယ်။ကျောက်တက်တာစီတီလို့ခေါ်တဲ့ကျောက်တုံးကြီးဟာပေ30ပတ်လည်အချင်းရှိနေပြီးတော့ကျောက်တက်တာစီတီရဲ့မူလဒါရိုက်တာမှာပထမအင်းဝခေမင်းကြီးစွာဆော့ခဲ့ဖြစ်ပြီး စရီတော်ကိုရွှေသားလျောင်းတောင်ဆောင်ရှိတစ်တာပုံတဘာဝကြောက်ချက်ကြီးပေါ်မှာတည်ထားခဲ့ရဖြစ်တယ်လို့သိရပါဗျ။ကြောက်ဆံမြို့မှာရှိနေတဲ့ကြောက်တစ်တာကြီးဟာနမကျော်စာရေးဆရာကြီးမင်းသိန်ခအရှိသားဖော်ပြခဲ့ပုံရိမနုစာရီဝတ္ထုတွေမှာပါဝင်ပြီးတော့မနုစာရီမင်းသမီးရဲ့လက်ပြက်ကြီးဖွက်ထားတဲ့အရာဖြစ်တယ်လို့လည်းဆိုကြပါဗျ။ကြောက်တစ်တာကြီးဖောက်ခွဲဖြစ်စီမဲ့အစီအစဉ်ကိုလူအများစိတ်ဝင်စားနေပြီးမနုစာရီဝတ္ထုတွေကအတိုင်းကြောက်တစ်တာကြီးရဲ့မှာမနုစာရီမင်းသမီးရဲ့လက်ပြက်ကြီး အမှန်တကယ်ရှိနေမလားဆိုပြီးတော့စိတ်ဝင်စားနေရလည်းဖြစ်ပါတယ်။မနုဿာရီဝိတုကိုဖတ်ရှုခဲ့ဖို့သူတောက်ကအဲ့ဒီကြောင့်တက်တာကြီးဖြိုချဖြက်စည်းချိန်မှာဆရာကြီးမင်းသိန်ခရေးသားထားတဲ့အတိုင်းမနုဿာရီမင်းသမီးရဲ့လက်ပြက်ကြီးတို့ရွှင်ဝေကြဏာတွေရှိမလားဆိုတာစိတ်ဝင်စားဖွယ်ဖြစ်စေပါတယ်ဆိုပြီးတော့ပြောပါတယ်။ကျောင်းဆင်မျိုးကမလ28ရက်နေ့ကလှောက်ခတ်ခဲ့တဲ့အင်အားပြင်းငယ်ရှင်လှောက်ခတ်မှုကြောင့်မျိုးရဲ့သုံးပုံတပုံကထိခိုက်ပျက်စီးခဲ့ပြီး ဧပြီလ3ရက်နေ့ထိအ ਨੇ ဆုံးလူပေါင်း200ကျော်သေဆုံးခဲ့ကလက်ရှိချိန်မှာရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကိုပြန်နှားလိုက်တယ်လို့ဒေသခံတဝူကအခုလိုမျိုးပြောဆိုထားပါတယ်။မလ28ရက်နေ့မှာအင်အားပြေငရှင်နဲ့နောက်ဆက်တွဲငရှင်တွေလှုပ်ခတ်ခဲ့ပြီးနောက်ငရှင်လှုပ်ခတ်မှုတွေရပ်တန့်စေမရှိသေးပေ။နောက်ဆက်တွဲငရှင်တွေထပ်မံလှုပ်ခတ်နေရတဲ့အတွက်ကျောင်းဆက်မျိုးတစ်မျိုးလုံးနှိပါညာဘက်ဆိုရင်လမ်းပေါ်မှာထွက်အိပ်ရပြီးလိုအပ်ချက်တွေရှိနေစေဖြစ်တယ်လို့ဒေသခံတဝူကအခုလိုမျိုးထပ်မံပြောဆိုထားပါတယ်။ ကျောင်းဆက်မျိုးမှာငရင်လှုပ်ခတ်ခဲ့ပြီးနောက်ဒေတာကန်တွေဟာလျှက်စစ်မိမရသေးတယ်လို့ဆက်သုံးစီလိုအပ်ချက်တွေညာဘက်အိယာမှာအဆင်ပြေစေဖို့ရွက်ပြင်တဲတွေလိုအပ်ချက်တွေရှိနေတယ်လို့သိရပါတယ်။ဒေတာကန်တွေဟာကျောက်ဆယ်မျိုးရှိမိမိပိုင်အိမ်တွေမှာ နေထိုင်တာမျိုးမရှိသေးပဲလမ်းဘေးမှာတဲထိုးနေခြင်း။ဖုန်ကြီးကျောင်းတွေမှာယာယီနေထိုင်ရတာမျိုးရှိရလို့သိရပါတယ်။ကျောက်ဆယ်မျိုးမှာအင်အားပြေငယ်ရှင်လှုပ်ခတ်မှုသတင်းဘက်တစ်ပတ်ကြာလာခဲ့ပြီးနောက် ဒေသခံတွေကိုအိမ်တွေမှာပြန်လည်နေထိုင်ဖို့တင့်မတင့်စွာကိုဆုံးဖြတ်နိုင်ဖို့ပညာရှင်တွေနဲ့စစ်ဆေးတာတွေလှုံ့ဆော်သွားဝယ်ရှိနေတယ်လို့သိရပါတယ်။ကြောက်စဲမျိုးအတွင်လောက်ခတ်ခဲ့တဲ့ငရှင်နဲ့ပတ်သက်ပြီးတော့လာအိုနဲ့ရရှာကုညီကဲစဲအဖွဲ့တွေကဝိုင်းဝန်းကုညီပေးခဲ့ပြီးလက်ရှိချိန်မှာအစာအုပ်တွေတဲ့ပိတ်မိနေသူတွေကိုရှောက်ပရက်လုပ်ငန်းတွေပြီးဆုံးသွားပြီဖြစ်တယ်လို့လည်းဒေသခံတအုပ်ကအခုလိုမျိုးထပ်မံပြောဆိုထားပါရဲ့ရှင်။ နိုင်ငံကဖွဲ့စည်းရတာကျွန်တော်ကလာအိုနိုင်ငံရှိတယ်ရုရှားရှိတယ်ကွာနာဟုတ်ကျွန်တော်ရှားကရှားကရခုနှစ်ရက်နေပြည့်ကြတော့ပြီးသွားပြီကွာအေးပဲကျန်တာဟုတ်မပြောရသေးတဲ့စာအုပ်ရရှိတယ်ကျွန်တော်တို့ကပြောရရင်ဟိုလူပိတ်မိကြရတော့ဓာတ်ပေါ်ကြီးရှိတဲ့တိုက်တွေကိုကျွန်တော်ကအဓိကထားဖြူသွားဖြူပြီးတော့ရှားထုတ်ကြရင်ကလေဟိုကျန်တဲ့အပြူအပြည့်ရှိကြတော့ဒါကတော့ဒီသားပိုင်းအာနာပါနေနဲ့ညှိပြီးတော့ အဲ့ဒါလူကဘယ်လိုဖြက်တိုက်ကြည့်ဖြက်ကြပါညာအဲ့ဒါတော့ဘယ်လိုရှိနေကြလဲလူအဲ့ချက်ကတော့အဲ့လိုမျိုးဟွာတော့အကျန်ကတော့အစားတော့ရည်တန့်ပါညာတော့အဲ့လိုမလို့ကန့်ကန့်သေးလေးတွေလူတွေကြပါဘာလို့ဆိုတော့အပြင်မှာအချင်းအောင်နေဖြစ်လို့ထောင်ရတယ်ဟွာရင်းနဲ့ဆိုတော့အမိုးကတဲ့လူတွေလူမေကြအဲ့ဒါလေးကိုကြည့်ကြရတယ်နော်အဲ့ဒီအလူရှင်တွေလာခဲ့လာခဲ့ပြီးရှိတော့လေအဲ့လိုမျိုးဟိုပါပေါ့မုကတဲလေးတွေအဲ့လိုမျိုးကန်တဲလေးတွေရရရရင်တော့ပို့ပြီးတော့ကောင်းတော့ပါလေအခုကလမ်းမိမှာပဲအဲ့လိုမျိုးကြားတာကြီးဆိုပါလေဒီဆိုဒီဘက်ကတော့ရက်ွက်တွေပဲရှိမှာပဲ ပွေးသွားပြီလားဒါကျွန်တော်တို့ဘာကလဲအဲ့ကြောက်နေပွေးတဲ့ကြောက်နေမှာမဲတာကိုအဲ့ပွေးသွားအဲ့သွားတယ်မှာဒါဒါကြီးနည်းနည်းပဲတောင်းပန်ရတယ်ဟုတ်လားအဲ့ဒါလူကြီးဖြစ်တာဒါဒါမင်းကဟိုရှေ့ဘက်ချမ်းရိုက်တာဟိုရှေ့ရှေ့ထွက်လာရှေ့ထွက်လာဟိုဒီဘက်ရှေ့ရှေ့ထွက်လာပွေးပြီးတော့ရှေ့ပွေးပြီးတော့ရှေ့တယ်မင်းကညီလေးတို့ဘက်ကနေတက်ပြီးတော့ဟိုဘက်မှာပူဆိုးတာပေါ့ဟိုဘက်ကကြည့်ဟိုဘက်ကကြည့်ရင်ပူဆိုးတယ်ဟိုဘက်ကပတ်လို့ရတယ်ပဲသွားကြည့်လို့ဝဟီးပဲဆရာတို့တက်ရမှာတော်တော်လမ်းကြီးရှော့အောင်ပါတောင်မော်တက်တောင်မော်တက်ပြီးစောင်းနှန်းစောင်းနှန်းဒီအဲ့ကြောက်တော်ကြီးကိုဖြတ်ရမှာ ဒီကနေတက်ရင်တော့နီးတယ်တဲ့ဒီကတော့တချို့လည်းတက်ကြဒီဆောင်းနှန်းလေကားလေးဒါတော့မဝေးဘူးပေါ့ဟိုဒီမှာကြတော့ဟုတ်တယ်နော်ကွဲကုန်တာအပေါ်မှာကြောက်စရာအေးဟိုအန်နေမရတယ်ဗျဟုတ်တယ်ဗျဒီပုံမှာတော့တော်တော်ကွဲကြာမဲ့ပချိုင်ကြီးအဲ့သွားလိုက်ကွာကျွန်တော်တို့ဒီအန်နေဇုံတွင်းကတော့ဒီကနှစ်ပြားသုံးပြားတော့မင်္ဂလာပါဟုတ်ပါပေါ့။ဟောဒီကနေအရင်တော့ဒီကနေတက်ရတာ။ဒီကနေတက်တာဒီကြောက်တာတွေဘုံမှာ တက်နေကြပြီ။ဩဒီကနေတက်သူ့တက်တဲ့လမ်းရှိတယ်။တက်တဲ့လမ်းစီးတယ်သိမ့်မွေးမှုကျွန်တော်တို့ကဒီဘက်ကလာမှာတော့ဆွေးရုံမတက်ရဲလို့ဒါမှဆောင်းတဲ့တီကားလေးပဲဟုတ်ဟုတ်ဟုတ်အဲ့တည့်နီးနီးလေးอ่ะဩတို့တို့တို့ကအငြင်းရှိတာဘာလို့လိမ့်သွားရှိပါ့မလဲအင်းအားကြီးပေါ်ကြလို့ပေါ်ကြလို့လိမ့်ကြရင်ကျွန်တော်အကုန်လုံးပါသွားပါလိမ့်ဒါလေရက်ွက်ကြီးတစ်ခုလို့ရှိတယ်ရက်ွက်တစ်ခုလုံးရှိတာပေါ့ဩအဲ့တော့သူအစိုးရတင်ထားဆိုဖြစ်တာဟိုးရင်တော့ 哦，阿罗罗，哈哈，都出生在了喏。我小家一块钱，咕噜咕噜咕噜的带多少？这干嘛？哦，阿罗罗。好，你这边要多少？好，对吧？ နောက်လောက်တဲ့ပေါ်လည်းဆက်မပြူဘူးနဲ့ဒီပါဟုတ်တယ်ကျွန်တော်တို့အားလုံးဒီ